အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာကိုယ့်ရဲ့ဝင်ငွေတွေကိုစနစ်တကျအသုံးချတဲ့နေရာတွေကိုဖျော့ပြပေးသွားမှာပဲဖြစ်ပါတယ်ကိုယ့်ရဲ့ဝင်ငွေတွေကိုနီးစနစ်တကျသုံးနိုင်ဖို့ဆိုတာဘဝတစ်ချောင်းလုံးအတွက်အလွန်အရေးကြီးတဲ့အရာတစ်ခုပဲဖြစ်ပါတယ်ငွေရှာရဲဆိုတာကမဖြစ်နိုင်တဲ့အရာတော့မဟုတ်ပါဘူးပြဿနာကတော့ငွေရှိပေမဲ့မသုံးတတ်တာပါသုံးတဲ့နေရာမမှန်တာစနစ်မရှိတာတွေပါဒါကြောင့်ကိုယ့်ရဲ့ဝင်ငွေကိုနီးစနစ်တကျသုံးဖို့အတွက်အခြေခံအချက်အချို့ကိုသိထားဖို့လိုပါတယ် နံပါတ်1အသုံးဆောင်အခြေခံအတွက်ငွေ3ပါ။ကိုယ့်ရဲ့ဝင်ဝင်ရတဝက်ခံကိုကိုနေ့စဉ်အသုံးဆောင်အတွက်အသုံးသင့်ပါတယ်။ဥမာအင်ငါကဲစားတောက်ခဲလျက်စင်မီကဲစေးကဲတေယူပို့ဆောင်ကဲစားတဲ့အသုံးဆောင်အခြေခံတွေအတွက်ငွေကို3ပါ။ဒီအပိုင်းကမထစ်မနီလိုအပ်တဲ့အသုံးဆောင်ဖြစ်လို့မထစ်မနီထည့်သုံးဖို့လိုပါတယ်။နံပါတ်1အနာဂတ်အတွက်ငွေစုဆောင်ပါ။ ကိုယ့်ရဲ့ဝင်ငွေရဲ့နှစေရဟိုင်နှုံးကိုအနာဂတ်အတွက်စုဆောင်းထားဖို့လိုပါတယ်ငွေစုခြင်းဟာခက်ခက်ခဲခဲဖြစ်နိုင်ပေမယ့်အနာဂတ်မှာကိုယ့်ကိုကယ်တင်ပေးနိုင်ပါတယ်ဥပမာအရေးပေါ်ငွေထားရှိဖို့ယင်းနှမြုံနှမ်းဖို့စတဲ့အရာတွေပါဝင်ပါတယ်နံပါတ်3ကိုယ့်ကိုတန်ဖိုးတက်စေဖို့အတွက်ငွေသုံးပါဒီအပိုင်းကကိုယ့်ရဲ့အတွက်အတန်ဆုံးအရာထက်ပါလေဥပမာတင်ကြမှုတင်နန်းတက်ခြင်းစာအုပ်ဝယ်ဖိုက်ခြင်း အတိအဆန်းတွေကိုလေ့လာဖို့တုံးတဲ့အသုံးဆောင်တွေပါငွေသုံးလာမဟုတ်ပဲကိုယ့်ကိုတန်ဖိုးတက်အောင်ရင်းနှီးမြှုပ်နှံတာဖြစ်တယ်ဒီအတွက်သုံးတာကလာမယ့်အနာဂတ်မှာဝင်ငွေတိုးလာဖို့အခြေခံတစ်ခုဖြစ်လာပါလိမ့်မယ်နံပါတ်၄ပျော်ရွှင်မှုညံအနားယူမှုအတွက်ငွေသုံးပါဘဝဟာအလုပ်တစ်ခုပဲမဟုတ်ပါဘူးကိုယ့်ကိုပျော်ရွှင်အောင်လုပ်ဖို့လည်းလိုအပ်ပါတယ်ဥပမာခီးသွားခြင်းပျော်ပွဲစားထွက်ခြင်းတင်ကြိုက်တဲ့အရာတစ်ခုခုကိုလှုပ်ခြင်းစတဲ့အရာတွေပါ ဒီအပိုင်းကကိုးစီးကျင်းမှုကို တံပြန်ပေးနိုင်တာကြောင့်အရေးကြီးပါတယ်။နံပါတ်5အပြန်လန်ကူညီဖို့အတွက်ငွေ သုံးပါ။နည်းနည်းတော့လဲကိုဝင်ငွေတစ်စိတ်တစ်ပိုင်းကို အခြားသူတွေအတွက်သုံးဖို့လိုပါတယ်။ဥပမာမိသားစုအတွက်ကူညီခြင်းအလူလူချင်းလူတွေကိုအကူအညီပေးခြင်းစတဲ့အရာတွေပါ။ဒီအရာက ကိုးဘဝမှာစိတ်အေးချမ်းမှုကိုပေးနိုင်ပါတယ်။ဝင်ငွေရှိတာအထက်မသုံးတတ်တာကများစွာအရေးကြီးပါတယ်။ ကိုဝင်ငွေကိုစနစ်တကျခွဲပြီးသုံးတိုင်ရင်အရေးပေါ်အခြေအနေမျိုးထစ်လာခြင်းမှလည်းအစိုးရကြမလို့တော့ပါဘူး။ငွေသုံးခြင်းမှာအထီးကတော့စိတ်ထက်စနစ်ကပါဆိုတာကိုမမေ့ပါနဲ့။ဒီနေ့ပဲဒီအရာတွေကိုစနစ်တကျနဲ့သုံးသက်အောင်စတင်လိုက်ပါ။